မြမစီးပွားရေးရဲ့အဓိကအသက်သွေးကြောတစ်ခုဖြစ်တဲ့မန္တလေးမူဆယ်ကုံသွယ်ရေးလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့မြမစစ်တပ်ကထိုးစစ်ကြီးတစ်ခုကိုလာပေါင်းများစွာဆင်နွှဲနေပါတယ်။ပြီးခဲ့တဲ့လေးလအတွင်းမှာပဲဒီလမ်းမကြီးပေါ်ကအဓိကမြို့၃မြို့ဖြစ်တဲ့နောင်ချူ၊ကြောက်မဲနဲ့တီဘောမြို့တွေကို TNLC ကနေစစ်တပ်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့ April လတုန်းကလည်းကိုကန်တက် MNDAAC ကနေလာရှိုမျိုးကို တရုတ်ကြားဝင်မှုနဲ့တီတချက်မဖောက်ဖဲပြန်ရခဲ့ပြီးတဲ့နောက်ပိုင်းအကြီးမားဆုံးတိုးတက်မှုပါဒါကြောင့်မန္တလေးကနေလာရှိုအထိကုံသွေးလမ်းကြောင်းဟာအတိုင်းအတာတစ်ခုထိပြန်ပွင့်သွားခဲ့ပြီလို့ဆိုနိုင်ပါတယ်ဒါပေမဲ့ရှမ်းမြောက်ကုံသွေးတစ်ခုလုံးပြန်ပွင့်နိုင်ဖို့အတွက်ဆိုရင်စစ်တပ်ရဲ့ထိုးစစ်ဟာတိန်နီနဲ့ရှမ်းမြောက်ရဲ့အဓိကကုံသွေးမြို့တော်မူဆယ်ကိုဦးတည်နေပါပြီဒီလမ်းကြောင်းကဘာကြောင့်ဒီလောက်အရေးကြီးသလဲ တစ်တုံညာနှစ်ခုဆစ်စင်ရင်မတိုင်းခင်ကဒီမန္တလေးလာရှုမူဆယ်လမ်းဟာတနေ့ကိုအမေရိကန်ဒေါ်လာ၁၀သန်းဖို့အထိကုန်သွယ်မှုပြုလုပ်နေတဲ့မြန်မာနိုင်ငံရဲ့အရေးအပါဆုံးနေဆက်ကုန်သွယ်ရေးလမ်းကြောင်းပါဒါပေမဲ့တစ်တုံညာနှစ်ခုဆစ်စင်ရင်မှာ TNLA နဲ့ MNDAA ရို့ပူပေါင်းပြီးရှမ်းမြောက်ကမြို့အများအပြားကိုတိုက်ပိုက်ခဲ့ပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့လာရှုမြို့တော်လက်လွတ်ခဲ့ရပါတယ် ဒီလမ်းမကြီးကိုဆုံးရှုံးလိုက်တာနဲ့စစ်ကောင်စီဟာတရုတ်နဲ့ကုန်သွယ်ဖို့တောင်ကြီး၊ကျိုင်းတုံ၊မိုင်းလာလန့်ကိုအစားထိုးအသုံးပြုခဲ့ရပါတယ်။ဒါပေမဲ့လမ်းမသားပဲခရီးလမ်းကြာချိန်ကအစပေါင်းများစွာပုံများတဲ့အပြင် ကုန်ကျစရိတ်လည်းငါးစားခန့်ပုံများတာကြောင့်ကုန်သွယ်မှုတိတိတတ်တာယော့ကျခဲ့ရပါတယ်။ ISP မြန်မာရဲ့အချက်အလက်တွေရကျိုင်းတုံလမ်းရဲ့တလကုန်သွယ်မှုဟာဒေါ်လာ34သန်းပဲရှိခဲ့ပါတယ်။နိုင်ရှင်ကြည့်မယ်ဆိုရင်တော့ မူဆယ်လန်းဟောင်းကတစ်နှစ်ကိုဒေါ်လာ10သန်းတစ်လဆိုဒေါ်လာတန်း300ဝန်းကျင်ရှိခဲ့တာပါ အခုလန်တက်ကတန်း30ကျော်ပဲရှိရတဲ့အတွက် ကုန်သွယ်မှုတန်ဖိုး90ရာခိုင်နှုန်းနီးပါးထိုးကျသွားတာပါဒါကြောင့်စစ်တပ်အတွက်ဒီလန်းချောင်းကိုမဖြစ်မနေပြန်ရဖို့လိုအပ်နေတာဖြစ်ပါတယ်စစ်တပ်ကဒီထိုးစစ်ကိုဘလို့ပြင်ဆင်ခဲ့တယ်လဲတတုံညာနှစ်ခုစစ်စင်ရေးအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLD က12မြို့နယ် MNDAA က6မြို့တင်ပိုက်နိုင်ခဲ့ပါတယ်။ဒီ social လိုက်ရတဲ့မြို့တွေအတွက်မြန်မာစစ်တပ်ဟာ2024ခုနှစ်နှစ်စမ်းပိုင်းကစပြီးနီးလန်းနှစ်ခုနဲ့စူးစမ်းခဲ့ပါတယ်။ကာဆာထတင်မူဒုဗိုလ်ချုပ်ကြီးကိုကိုဦးကိုရိုင်းကုမင်းမြို့မှာရင်းနှောင်း3ပွဲနဲ့ဇက်တိုက်ဆွေးနွေးခဲ့ပါတယ်။ရည်ရွယ်ချက်ကအပြစ်ရဖို့ထက်တရုတ်ကိုကြားခံထားပြီးမြို့တွေကိုဖိအားပေးပြန်တောင်းဖို့ပါ။သူတို့ရဲ့တောင်းဆိုချက်ကကိုကန်တက် MNDAAZ ကလာရှုနဲ့တင်ဒီမျိုးတအန်တက် TNLZ ကနေကုံတွယ်ရေးလမ်းပေါ်ကနောင်ချူကြောင်မဲတီဘောအပါအဝဲမိုးကုတ်နဲ့မိုးမိတ်မျိုးတွေပါရလတ်အနေနဲ့ April မှာ MNDAA ကလာရှုမျိုးကိုပြန်ပေးခဲ့ပြီးမဲ TNL ကညှင်းဆန်ခဲ့ပါတယ်ဒီလို TNL ကညှင်းဆန်ခဲ့တာကြောင့်စစ်တပ်ဟာနောင်ချူမျိုးတောင်ဘက်ကတောင်ခမ်းရွာကနေမြေပြင်တံပြန်ထိုးစစ်ကိုစတင်ခဲ့ပါတယ် စစ်ဗူဒံဥပဒေအရစုဆောင်ထားတဲ့တပ်သားတွေအပါအဝင်အင်အား8000လောက်တုံးပြီးဒီတံပြန်ထိုးစစ်ကိုစတင်ခဲ့တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။တာလွန်နဲ့လေချောင်းအင်အားနှီးပညာနဲ့အမြောက်အင်အားတွေကြောင့်စစ်တပ်ရဲ့ထိုးစစ်ဟာအောင်မြင်ခဲ့ပါတယ်။ပထမဆုံးဇွန်လ15မှာ နောင်ချိုအောက်တိုဘာ10ရက်နေ့မှာကြောင်းမဲပြီးတော့အောက်တိုဘာ16ရက်နေ့မှာတီဘောမြို့တွေကိုဇက်တိုက်ပြန်သိမ်းနိုင်ခဲ့ပြီးအခုလာရှိုးအထိလမ်းကြောင်းပွင့်သွားပါပြီ။ ရှမ်းမြောက်ကုန်သွယ်ရေးတကယ်ပြန်ဖွင့်တော့မလားမြန်မာစစ်တပ်ရဲ့ရှမ်းမြောက်တံပြန်ထိုးစစ်ဟာတရုတ်အကျိုးစီးပွားနဲ့ဂိုက်ရိုက်ဆက်နွယ်နေတယ်လို့ဆိုနိုင်ပါတယ်မန္တလေးမူဆယ်လန်းလို့အဓိကကုန်သွယ်ရေးလက်မကြီးနဲ့ကဘာဝဓာတ်ငွေပိုက်လိုင်းဖြတ်တန်းသွားရမြို့တွေကို အပြင်းအထန်ထိုးစစ်ဆင်နေလို့ဖြစ်ပါတယ်စစ်ကောင်စီကတော့မန္တလေးလာရှိုးလမ်းမိုက်ပြန်ပွင့်ပြီလို့အောက်တိုဘာ16ရက်နေ့မှာကြေညာခဲ့ပါတယ်ဒါပေမဲ့တရုတ်မြန်မာကုန်သွယ်ရေးရဲ့ အဓိကဂိတ်ပေါက်တွေဖြစ်တဲ့ MNDAA ထိန်းချုပ်ထားတဲ့နံပါတ်၁အကြီးဆုံးမူဆယ်105မိုင်နဲ့နံပါတ်၂အကြီးဆုံးချင်းရွှေဟောဒီဂိတ်ကြီးတစ်ခုလုံးကိုသွားဖို့ဆိုရင်တိမ်နီမြို့ကိုမဖြစ်မနေဖြတ်တန်းရမှာပါဒီတိမ်နီမြို့ကိုလည်း MNDAA ကထိန်းချုပ်ထားစေဖြစ်ပါတယ်တိမ်နီခရိုင်အတွင်းမူဆယ်နဲ့ချင်းရွှေဟော လေဆက်ကုံသွေးရေးအတွက်ကိုကန့်တက်ရဲ့အခွန်ဌာနကစစ်စည်းရေးဂိတ်၆ခုဖွင့်ထားပြီးကုံစီရီ24နိုင်ရီဖြတ်တန်းကုံသွေးနိုင်အောင်ဆောင်ရွက်ထားတယ်လို့ကိုကန့်တက် MNDA ကဩဂတ်လမှာသတင်းထုတ်ပြန်ပါတယ်။လာရှိုးတိန်ဒီလမ်းကြောင်းကနေကုံသွေးမဲ့ဒုတိယအကြီးဆုံးနေဆက်ဂိတ်ဖြစ်တဲ့ချင်းရွှေဟော်ဂိတ်ကတော့အရင်ကနေ့စဉ်ကုံသွေးတန်ဖိုး American Dollar တသန်းကျော်ရှိခဲ့တယ်လို့ ISB မြန်မာရဲ့သုတေသနအချက်အလက်တွေရသိရပါတယ်စစ်တပ်ဟာတိန်နီမြို့ကို ပြန်ပေးဖို့ August နဲ့ September မှာ MNDAA နဲ့အချိန်ချင်းညှိနှိုင်းခဲ့ပြီးမြရလက်မထွက်ဖဲကြစ်ခဲ့ပါတယ်ဒါကြောင့်လာရှိုအထိလမ်းပွင့်ပြီးဆိုပေမဲ့တကယ့်အဓိကကုံသွေးရိတ်ဂိတ်တွေဖြစ်တဲ့မူဆယ်နဲ့ချင်းရွှေဟော်ကိုရောက်ကို နောက်ထပ်အသားအစီးကြီးတစ်ခုကျန်နေပါသေးတယ်စစ်တပ်ရဲ့နောက်တစ်ဆင့်လှုပ်ရှားမှုကတော့ MNDAA ထိမ့်ချုပ်ထားတဲ့တိန်နီမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့ပါပဲ။တိန်နီကိုမရဘဲနဲ့မူဆယ်နဲ့ချင်းရွှေဟော်ကိုရောက်မှာမဟုတ်သလိုစီးပွားရေးအသက်သွေးကြောလဲပြန်ပွင့်မှာမဟုတ်ပါဘူး။တချိန်တည်းမှာပဲ TNL ထိမ့်ချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိန်မြို့တွေဘက်ကပါစစ်မျက်နှာဖွင့်နေတာကြောင့်ရွှမ်းမြောက်ဒေသရဲ့တိုက်ပွဲတွေဟာကုန်သွယ်ရေးလမ်းကြောင်းပေါ်မူတည်ပြီးပုံမူပြင်းထန်လာမဲ့အခြေအနေရှိနေပါတယ်။